လှုပ်သွားရေတုကြီးလှုပ်သွားတဲ့အခါရေတုကနေပထဝင်ကံပင်တိမြေတုကိုလှုပ်ရှားစေတယ်အဲ့တော့ဆိုလိုတာကကဘာမြေငရင်လှုပ်ချင်းရဲ့တဘာဝအကြောင်းတရားဟာဘာလဲလို့ဆိုလို့ရှင်လေဒီမငြိမ်မသက်ဖြစ်တဲ့အခါမှာနော်အောက်ကကဘာမြေကြီးအောင်မှာရှိနေတဲ့လေတုကြီးမငြိမ်မသက်ဖြစ်တဲ့အခါမှာရေတွေလှုပ်ရှားလာတယ် ရေတွေလှုပ်ရှားလာတဲ့အခါမှာမြေကြီးလှုပ်ရှားသွားတယ်။အဲ့ဒီမြေကြီးလှုပ်ရှားသွားလို့ငလျင်လှုပ်တယ်ဆိုတာဖြစ်ပေါ်လာခဲ့တယ်လို့ဒီလိုပြောတာ။ဒါကသဘာဝအနေအထားကိုဖြစ်တယ်။သဘာဝမှာဓာတ်ကြီးလေးပါဆိုတာအလုံးသိကြတဲ့အတိုင်းပထဝီဓာတ်အာဘောဓာတ်ဒေဇောဓာတ်ဝါယောဓာတ်လို့ဝါယောနဲ့ဒေဇောကမိဖက်ပထဝီနဲ့အာဘောကမိဖက်ဒီကနေ့ခေတ် ဒီအလုံးသိနေကြတဲ့လေရင်မြန်ရဲ့ကောင်းကင်ပြန်တက်တဲ့အနေထားတစ်ခုကိုစဉ်းစားကြည့်ပေါ့အချင်းချုပ်ပြောလိုက်မယ်ဆိုရင်လေရင်မြန်ဟာနော်ဆက်နိုးလိုက်ပြီးတော့တေဇောဓာတ်တွေမြောင်းအောင်လုံးလိုက်တဲ့အခါလေဓုကတက်တာတေဇောရှိရင်တေဇောရှိရင်ဝါရောဆိုတာလာတယ်ဒါကြောင့်မို့မီးလောင်ရလေပင့်ဆိုတာရှိတယ် မိမလောင်ငင်ကလေငိမ့်နေတယ်မိလောင်ပြီဆိုရင်လေကရောက်လာအပူပဲဒါသဘာဝပဲလေသဘာဝကအဲ့လိုရှိတယ်ပူရင်လေတိုက်တာဒါကြောင့်မို့သိပ်ပူရင်လည်းမုံတိုင်းတွေတိုက်တတ်တယ်လို့ပြောတာလေငရင်လှုပ်တတ်တယ်မုံတိုင်းတိုက်တတ်တယ်ဆိုတာလေရဲ့ပြောင်းလဲမှုတွေကိုဖြစ်ပေါ်စေတေဇောနဲ့ဝါယောနှစ်ခုပေါင်းလိုက်တဲ့အခါကျလေမြန်ကြီးကပေါ့သွားတယ်လေတူတဲရောက်သွားတယ်ဒီလိုဆိုလိုတာပေါ့တေဇောတတ်တယ် လှုပ်ပေးလိုက်တဲ့အခါဝါယောဓာတ်တွေများပြီးတော့လာအဲ့ဒီချိန်မှာလေမြန်ကြီးကအပေါ်တက်သွားပြန်ဆင်းပြီဆိုတဲ့အခါကျတော့ကြည့်တေဇောကိုလျှော့တဖြည်းဖြည်းလေဓာတ်တွေလေချိန်တွေကိုလျှော့လိုက်တဲ့အခါအပူချိန်ကိုလျှော့လိုက်တဲ့အခါမှာလေချိန်ကလည်းလျော့ကြသွားလျော့ကြသွားပြီးတော့မြေပြင်ကိုပြန်သက်ဆင်းလာ ပင်လေထဲမှာရေကုန်သင်းမောလှုပ်ထားတဲ့ပုံစံဟာလည်းပဲဒီတိုင်းပဲရေထဲကိုငုတ်ချင်ပြီဆိုရင်ဗိုက်ထဲရေတွေထည့်လိုက်ဆုပ်ထည့်လိုက်အပေါ်ယံတက်ချင်ပြီဆိုလို့ရှိရင်ရေတွေကိုထုတ်လိုက်ပထဝီနဲ့အာဘောဆိုတာအောက်ကိုဆွဲတယ်တေဇောနဲ့ဝါယောကအပေါ်ကိုပြန်တက်တယ်ဟောဓာတ်ကြီးလေးပါရဲ့တဘာဝလူတွေသွားတာလည်းဒီတိုင်းပဲနော်ခြေတော်မြောက်လိုက်ချလိုက်လှုပ်တဲ့အခါမှာ ဒီကမ္မထန်တရားအထုတ်တဲ့ပုဂ္ဂိုလ်တွေခန္ဓာကိုယ်ထဲမှာခြေမြောက်နိုင်တဲ့အရာတွေကဘာတွေရှိတာတော့အတ္တဆိုတဲ့ငါကောင်သူကောင်တရားကောင်ရှိသလားလို့ဆိုမရှိဘူးခြေတောင်မြောက်လိုက်တာဆိုတာဟာမြောက်ခြင်းတဲ့စိတ်ကအရင်ပေါ်လာတယ်ပေါ်လာတဲ့စိတ်လေးကတေဇောနဲ့ဝါယောကိုအပိလိုက်တယ်အပိလိုက်သည့်အတွက်ကြောင့်ပေါ်သွားပြီးတော့မြောက်တာပြန်ချတဲ့အခါကျတော့ ခြားကျင်တဲ့စိတ်ကအရင်ပေါ်လာပြီးတော့ခြားကျင်တဲ့စိတ်ကြောင့်ဖြစ်လာတဲ့ပထဝီနဲ့အာဘောအောက်ဆွဲလိုက်တော့ခြေတော်ခြားတယ်။ဩခြေတော်ကြွတယ်ခြားတယ်ဆိုတဲ့နေရာမှာလည်းပဲကြွတာကတေဇောနဲ့ဝါယောကြောင့်ကြွတာခြားလိုက်တာကပထဝီနဲ့အာဘောကြောင့်ခြားတာဒီသဘောတွေကြည့်ပဲအကုန်လုံးအဲ့ဒီသဘောနဲ့သွားတာအဲ့ဒီမှာငလျင်လှုပ်တယ်လို့ဆိုတဲ့အခါမှာ တေဇောရဲ့ဖန်တီးမှုကြောင့် ဝါရောတွေများလာပြီးတော့လေတွေဟာအပြင်းထန်တိုက်ခတ်လာတဲ့အခါမှာရေပြင်ကြီးကိုလှုပ်စေပြီးတော့ရေပြင်ကြီးလှုပ်တဲ့အခါမှာရေပြင်ပေါ်မှာတည်ရှိနေတဲ့မြေကြီးဟာလည်းရေလှိုင်းကြီးတွေလှုပ်တယ်လို့သူကလည်းလှုပ်သွားတယ်လို့ဒီလိုဆိုတာပေါ့အဲ့ဒီသဘာဝအတိုင်းရှင်းပြပြီးမြတ်စွာဘုရားကအာနန္ဒာတဲ့ဒါပထမဆုံးအကြောင်းတစ်မျိုးပဲတဲ့ငလျင်လှုပ်တယ်ဆိုတာအဲ့ဒါလို့သဘာဝအကြောင်းကြောင့်အခုလို့လှုပ်တာလို့ ငယ်ငယ်တုန်းကတော့အဲ့ဒါလို့မဟုတ်ဘူးပုံပြင်ပြောတာမျိုးလို့ငယ်ငယ်တုန်းကတော့ကဘာမြေကြီးကိုထမ်းတဲ့ပိတ်တာကြီးရှိတယ်တဲ့အဲ့ဒီကဘာမြေကြီးထမ်းတဲ့ပိတ်တာကြီးကမြေကြီးကိုထမ်းထားတာလေးတော့ပခုံးပေါက်တယ်ပခုံးပေါက်လို့ပခုံးပြောင်းတယ်လို့ပြောပြီးတော့ငရင်လှုပ်တယ်ဆိုတာကိုဘယ်သူကစထွင်ပြီးပြောတယ်တော့မသိဘူးငယ်ငယ်အကြဘူးမြေကြီးကိုထမ်းထားတဲ့ပိတ်တာကြီးကပခုံးပြောင်းတဲ့အခါမှာငရင်လှုပ်တတ်တယ် ဘုန်းကြီးတို့တသက်တာမှာအကြီးအကျယ်ငရင်လို့တာနှစ်ကြိမ်ကြုံမှုတဲ့မြန်မာတက္ကရာ1308ခုနှစ်တုန်းကပကိုးငလျင်ကြီးဆိုတာကြုံရအဲ့ဒီငရင်ကဘယ်ထိအောင်လှုပ်တော့ဟိုးမန်လေးတိုင်းကဖရာတွေပြိုသည်ထိအောင်ပြင်းထန်1308ခုနှစ်ကကြီးမားတဲ့ငလျင်ကြီးတစ်ခါလှုပ်တယ်အသေးအဖွဲတွေတော့မပြောလို့ဘူးအကြီးကြီးတွေကိုပြောနောက်1318ခုနှစ်ကျတော့စကိုင်းငရင်လို့ခေါ်တယ် <laughs> ခိုင်းမှာရှိတဲ့ဖျားပထိုးတွေပြိုကျပျက်စီးမှုတွေအများကြီးမြမရာဇဝင်ဖတ်မယ်ဆိုလို့ရှိရင်တော့ငရင်လှုပ်တဲ့အချိန်တွေဟာအများကြီးရှိတယ်ပေါ့ဖျားပထိုးတွေခဏခဏပြိုပျက်တယ်အဲဒီဆယ့်ရှစ်ခုနှစ်ငရင်ကြတော့သခိုင်းငရင်လို့ခေါ်ရလောက်အောင်သခိုင်းမှာပျက်စီးတွေအလွန်များခဲ့တယ်ပေါ့အဲ့ဒါလည်းပဲကြုံခဲ့တယ်ပေါ့ဒါကိုကိုယ်တိုင်ကြုံတဲ့အပိုင်းကိုပြောပြတာအင်မတန်မှကြောက်မွေဖွယ်ကောင်းလောက်အောင် ရက်တည်လို့မရလောက်အောင် ပြင်းထန်တဲ့ငရင်ကြီးတွေလှုပ်ခဲ့ဘူးတယ်ပေါ့ ပြီးတဲ့ပြင်ထန်တာတွေကိုနဲ့မကြုံနဲ့ဘ ਹੁ ပြုတဲ့နေရာနဲ့ဝေးလို့ရှိရင်တော့လည်းမသိလိုက်ဘူးပေါ့နော်အဲ့ဒါလို့ငလျင်ရဲ့တဘာဝဟာခုနကအောက်ကနေပြီးတော့ကွက်ပြီးတော့လေတူကြီးလှုပ်ရှားလိုက်တဲ့အခါမှာထိုလေတူကြီးနဲ့